对一空耶，对一水给，对一锅给五，怎么卡那边拍来面包呢？呃，你就你个妈妈来扫个旁边罗嘛，特别巴罗。嗯，best o n 了？six h 咪咪耶别过。我看孙边来，叶修伊作品，谁叫单身看下来？文年老一碰边前连下边，单身前看下李白了。比如 best 空那个。 လူရဲ့ဝိညာဉ်အတွင်းဆုံးမှာ အတွင်းဆုံးမှ လူရဲ့စိတ်ထဲသို့ဖျားသခင်၏လင်းရောင်စီပေးခြင်းဖြင့်ဖျားသခင်ပြောစကားနှင့်စိတ်တဘောကို လူသည်မိမိရဲ့ဝိညာဉ်မှ နားလေသဘောပေါက်လာခြင်းဖြစ်သည်အာမင်ပေးတရားရှိကကြတော့ကျွန်ုပ်တို့အားလုံးအသည့်အမြင် ခံယူချက်အမှားတွေကမွေးလာသူကြီးဖြစ်သည်ထို့ကြောင့်နေ့စဉ်နေ့တိုင်းမိမိစိတ်နှလုံးကို အလင်းထဲနေလျက်ယေရှု၏အသွေးဖြင့်၎င်းဝိညာဉ်တော်ရေဖြင့်၎င်းတန့်စင်ခြင်းခံယူနေမှ အော်တပကြည်လင်တန့်ရှင်းနေမည်ပေ့ချ်တရကိုကတော့ဝိညာဉ်ထဲမှဝိညာဉ်ထဲရှိခရစ်တော်၌စိတ်ကိုလှည့်တည်သူအားသခင်ဖျားထံမှအလင်းဝင်ခြင်းကြောင့် အော်တပစိတ်ကမိမိဤပြက်ကွက်မှုများ တာဝန်မဲ့မှုများလက်လူရှုမှုများ ပေါ်ဆမှုများမထီမဲ့မြင်ပြုမှုများလူတို့၏အသက်ကိုမနှမျောတတ်မချစ်တတ်ခြင်းများဖျားသခင်ကိုကျေးဇူးမတင်တတ်မချစ်တတ်ခြင်းများကို ဖွင့်ပြနောင်တရစေတဲ့။အဲတော့အမ်ကျမကနှုတ်ကပတ်တော်တစ်ခုဖတ်ခြင်းလေလို့တုတ်တန်ကျမ်းအခန်းကြီး28အငယ်73 အဲ့ဒီထဲမှာဘာပြောထားလဲဆိုတော့မိမိအပြစ်ကိုဖွက်ထားသောသူသည်ချမ်းသာမရမိမိအပြစ်ကိုပေါ်ပြဝန်ချတောက်ဝန်ချ၍စွန့်ပစ်တော်သူမူကဂယုဏတော်ကိုခံရလိမ့်မယ်လို့ဟုတ်ပြောထားရပေါ့เนาะအဲ့တော့ကျမတို့တွေဝိညာဉ်ရေးရပြန်လဲရှင်တန်ဖို့အတွက်နေ့စဉ်နေ့တိုင်းစက္ကန့်တိုင်းပေါ့เนาะမိမိအမှားကိုနှောင်တရပြီးတော့မိမိအပြစ်ကိုကျမတို့ကဝန်ချတောင်းပန်တည်တာမကစွန့်ပစ်ဖို့လဲလိုတယ်တဲ့ အဲ့ဒီခါကျတော့မှဘုရားခင်ရဲ့ဂယုဏတော်ကိုကျမတို့ကခံစားရမှာဖြစ်တယ်။နောက်ပြီးတော့အဲ့ page 59လောက်မှာပေါ့နော်။ကျမတို့ရဲ့ autopath စိတ်ကတကယ်ပဲကြောက်ရွံ့ကောင်းတယ်နော်။အမ်တခြားလူများကိုရောဖျားသခင်ကိုပါအမြဲအစဉ်ပြင်းမှအထင်လွဲတတ်ကြတယ်တဲ့တော်တော်ကြောက်စရာကောင်းတယ်ကျမတို့ကအအသိအမြင်ခံယူချက်အမှားတွေနဲ့ကျမတို့ကမွေးကလေးကဖြစ်လာတာပေါ့နော်အဲ့တော့ကျမတို့ဟာတကယ်ပဲ ဝေးကြရမဖြူစင်မှု မတန့်ရှင်းမှုအဲအဲ့တော့ကျမတို့ကတကယ်ပဲအတိရောမြင်ရောခံယူချက်တွေအမှားတွေနဲ့ကျမတို့ကဝေးမွေးလာတာဖြစ်တယ်တဲ့အဲ့တော့ယေရမိအခန်းကြီးယေရမိအနာဂတ်ကျမ်းအခန်းကြီး19ဆက်ခွန်အငယ်90မှာဗာပြောထားလဲဆိုတော့စိတ်နှလုံးသည်တဲ့ခတ်သိမ်းသောအရာထက်စင်လဲတတ်၏အလွန်ယိုယင်းသောသဘောရှိ၏စိတ်နှလုံးသဘောကိုအဘယ်သူသိနိုင်သနည်းငါထာဝရဖျားသည်လူအသီးသီးတို့အား မိမိတို့အားမိမိတို့အကျင့်တိုင်းမိမိတို့ခံထိုက်တဲ့အကျိုးအပြစ်ကိုပေးခြင်းဟာနှလုံးကြောက်ကတ်တို့ကိုစေ့စေ့စစ်ကြောတတ်၏တဲ့ကျမတို့စိတ်နှလုံးကခြိတော့လို့ပဲเนาะအရင်ပဲအလွန်ပဲညစ်ပတ်ပေးကြနေတတ်တယ်တဲ့အဲ့ဒီခါမှာအထို့အပြင်အပြစ်ဒုစရိုက်ဖုံးလန်းတဲ့ဤလောကကြီးထဲမှာကျမတို့ကအသက်ရှင်နေထိုင်တဲ့ခါမှာကျမတို့ဟာလေမကောင်းမှုတွေနဲ့ညှိစွမ်းပြီးတော့စိတ်နှလုံးက ညင်ညူးတယ်တဲ့အဲ့တော့ကျမတို့ရဲ့ယုံကြည်ကျမတို့ယုံကြည်သူတွေရဲ့ညင်ညူးနေတဲ့စိတ်နှလုံးကိုဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့နှုတ်ကပတ်တော်ရေနဲ့နေ့စဉ်အရာရာတိုင်းကိုကိုကအရင်ဆုံးစစ်ဆေးစီမိမိကိုမိမိပေါ့နော်စစ်ဆေးစီရင်နေဖို့လိုအပ်တယ်အပြစ်ဒုစရိုက်ကိုထင်းထင်းရှားရှားမလွတ်ဘူးဆိုရင်တောင်မှလည်းကျမတို့ကရေအင်းတုံထဲမှာထက်ခါထက်ခါဆေးကြောတဲ့နေတဲ့နေ့စဉ်ဝိညာဉ်တော်ရဲ့တွင်တင် ပဲ့ပြင်ခြင်းကိုခံယူရမယ်။နှုတ်ကပတ်တော်ကိုကျမတို့ကဖတ်ရှုပြီးသင်ခြင်းပြီးတဲ့အခါမှာမိမိကိုယ်ကိုစစ်ဆေးရမယ်။နှုတ်ကပတ်တော်ဖတ်ပြီးတော့သူများကိုစီရင်ဖို့မဟုတ်ဘူးပေါ့နော်။ကိုယ့်ကိုယ်စီရင်ဖို့ဖြစ်တယ်။ဒါမှကျမတို့ရဲ့အော်တပကတန်ရှင်းမယ်။ကျမတို့စိတ်နှလုံးကိုဘသူကတန်ရှင်းပေးနေလဲ၊ဆေးကြောပေးနေလဲဆိုတော့ယေရှုကိုယ်တိုင်ကပဲဆေးကြောပေးတာဖြစ်တယ်။ဘာလို့လဲဆိုတော့ယေရှုကနှုတ်ကပတ်တော်ဖြစ်လို့ဖြစ်တယ်။ ဒါကြောင့်ယုံကြည်သူတွေဟာဖခင်ရဲ့ဝိညာဉ်တော်နဲ့၎င်းနှုတ်ကပတ်တော်ရေနဲ့၎င်းနေ့စဉ်အရာရာတိုင်း၌မိမိကိုယ်ကိုမိမိစစ်ဆေးစီရင်နေဖို့လိုတယ်။အဲ့လိုကျမတို့ကကိုယ့်ကိုယ်စေကျော်တန့်စင်ခံရတဲ့အခါမှာဝိညာဉ်တော်ရဲ့ပေါ်ပြခြင်းနေအလင်းဖွင့်ပြခြင်းရဲ့အလင်းကိုကျမတို့ကရတယ်။အပြီးအခါမှာကျမတို့ရဲ့စိတ်နှလုံးကတန့်စင်ခြင်းကိုတန့်စင်ခြင်းကိုခံရတယ်။နှုတ်ကပတ်တော်မှာအသက်နဲ့ အဲတကိုးရှိတဲ့အတွက်ကြောင့်ကျမတို့ရဲ့မတန်ရှင်းတဲ့အကြံအစီတွေအတွေးခေါ်တွေအပြုအမူတွေကိုထင်ရှားပေါ်လွင်စေတယ်ပေါ့နော်ဖတ်လိုက်တဲ့အခါတိုင်းမှာအိုးနှုတ်ကပတ်တော်ဖတ်လိုက်တဲ့အခါမှာဖခင်ကကျမတို့ကိုဒီထဲကနေပြီးတဲ့အခါမှာကျမတို့ရဲ့မကောင်းတဲ့အရာတွေကိုဖခင်ကတိစေတယ်ပေါ့နော်အဲ့တော့နှုတ်ကပတ်တော်ကအလင်းဖြစ်တဲ့အတွက်အဲ့ဒီအလင်းကကျမတို့ကိုတန့်စင်တန့်စင်စေတယ်တန့်ရှင်းစင်ကြယ်ပေးနေတာဖြစ်တယ်ပေါ့အဲ့တော့အမ် page 48နဲ့49လောက်မှာပေါ့နော်ကျမတို့ရဲ့စိတ်ကတဲ့သခင်ဖျားကိန်းဝတ်တဲ့မိမိဝိညာဉ်ဘက်ကိုလှည့်တဲ့အခါမှာသခင်ဖျားထံမှအလင်းကမိမိစိတ်ထဲကိုဝင်ချင်းကြောက်အော်တပစိတ်ကမိမိမှာရှိတဲ့ပြက်ကွက်မှုတွေတာဝန်မဲ့မှုတွေမထီမဲ့မြင်ပြုမှုများလူအသက်ကိုမနှမျောတတ်မချစ်တတ်ခြင်းများဖျားဖို့ကျေးဇူးမတင်တတ်မချစ်တတ်ခြင်းများကိုတဲ့အဲအများရဲ့မိမိ မိဘအပေါ်မှာမယုံမသိပြုစင်းများနှိမ့်ချသူများကိုမညာတာခြင်းများတက်ကြီးပဲအိုများအပေါ်မှာကိုခြင်းမစာတတ်ခြင်းများညီကိုမောင်နှမများကိုမချစ်ခြင်းများအိမ်နီးနားချင်းပေါ်မချစ်တတ်ခြင်းအထင်လွဲတတ်ခြင်းများကိုတဲ့ဖွင့်ပြပြီးတဲ့အခါမှာနောင်တရရစေတယ်တဲ့ အဲ့ဒါဒီပေါ့ဒီကျမတို့ကိုဒီဖျားဖျားဘက်ကိုကျမတို့ကစိတ်ကဒီဝิญဉ်ဘက်ကိုလှည့်လိုက်တဲ့ခါထဲမှာကျမီတို့ကျမတို့ကိုဖျားစကားပြောတယ်အဲ့ဒါကရီမာလို့ရီမာလို့ခေါ်တဲ့အမ်ဖျားစကားဖြစ်တယ်ပေါ့နော် ပြီးတော့ဖျားကကျမတို့ဝิญဉ်ထဲကနေ ဖះပြောတဲ့စကားကိုဖះပြောတဲ့စကားဖះသွန်သင်တဲ့အရာတွေကိုကျမတို့ကိုနားလေသဘောပေါက်စေတယ်ကျမတို့ထဲမှာမှားရင်နေတဲ့အရာကိုသိလာပြီးတဲ့အခါမှာဖះဖြစ်စေခြင်းတဲ့အရာတွေကိုကျမတို့ကမိမိတက်တာထဲမှာဖြစ်လာဖို့အတွက်အိုးသခင်ရှူးလို့နာမတော်ကိုခေါ်ပြီးတဲ့အခါမှာအသက်ရှင်စေတတ်သောဘုရင်တော်ဖျားကိုမိမိထဲကနေပြီးတော့အသက်ရှင်ပေးဖို့အခွင့်ပေးဖို့လိုပါတယ်လို့ ပြီးတော့ page 106နဲ့109ကိုအတွက်ကနှုတ်ကပတ်တော်လေးကိုလည်းကျွန်မဖတ်ချင်တယ်။တရောတခွန်ဖျားသခင်သည်အလင်း၌ရှိတော်မူတကယ်တို့ငါတို့သည်အလင်း၌ကျင်လည်လင်အချင်းချင်းမိသားကြဖွဲ့ခြင်းရှိကြသည်ဖြစ်၍ဖျားသခင်သားတော်ယေရှုခရစ်၏အသွေးတော်သည်ငါတို့အပြစ်ရှိသည်များကိုဆေးကြောတော်မူ၏တဲ့။ကျွန်မတို့က ဖရားရဲ့အလင်းမှာရှောက်လန်းအသက်ရှင်တဲ့အခါမှာကျမတို့ကမွေးကလေးကတော့ကျမတို့ကအမှောင်တဲမှာပဲရှိတာပေါ့နော်ဒါပေမဲ့ယေရှုဖရားကိုကျမတို့ရဲ့မိမိကတည်းကလက်ခံတယ်ပြီးတဲ့အခါမှာကျမတို့ရဲ့ဝိညာဉ်ကအသက်ရှင်လာတယ်ပြီးတဲ့အခါမှာအမ်ဒီအသက်ရှင်စေတသောခွင့်တော့ဖရားကကျမတို့အထဲမှာအသက်ရှင်ခွင့်ပေးတဲ့အခါမှာဖရားရဲ့အလင်းထဲမှာကျမတို့ကရှောက်လန်းနေတာဖြစ်တယ်ဖရားရဲ့အလင်းထွန်းလင်းအောင်မှာရှောက်ရှောက်လန်းတဲ့အခါမှာကျမတို့ကဖော်ထုတ်ခြင်းနေခံရတယ် ဖရားရဲ့အလင်းကကျမတို့ကိုအဲကျမတို့အမိတ္တဟာဖွဲ့မိဟာရနိုင်စောင့်ထင်းထားတယ်ကိုရောရဲ့စင်ကြဲသောအလင်းစုံလင်သောမေတ္တာလုံးလုံးတန်ရှင်းခြင်းနဲ့တာလွန်ကောင်းမြတ်တဲ့ဖြောင့်မတ်ခြင်းစသည်တွေနဲ့အော ဆန့်ကျင်ပဲဆန့်ကျင်ပဲဖြစ်တာပေါ့နော်ဖះကတော့ကျမတို့ကစင်ကြယ်တယ်စုံလင်းနေမြတ်တာရှိတယ်လုံလုံတန်ရှင်းတယ်တာလွန်ကောင်းမြတ်တယ်ဖောက်မြတ်ခြင်းတွေနဲ့ပြည့်စုံနေတဲ့ဖះဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဓာတွေနဲ့ဆန့်ကျင်ပဲဖြစ်တဲ့ကျမတို့ရဲ့အပြစ်တွေကျမတို့လွန်ကျူးကြီးတွေစကြစင်းခြင်းများနဲ့မစုံလင်ခြင်းတွေကိုကျမတို့ဝိညာဉ်ထဲမှာရှိတဲ့၃ပါးတပါးဖះရဲ့သဘောတဘာဝအပြင်ဖះရဲ့ဖះဆိုင်ရာသဘောတဘာဝအတိုင်းကျမတို့ထဲမှာ ပေါ်လာစေတယ်တဲ့အဲ့ဒီအချိန်မှာကျမတို့ဟာတခင်ရဲ့ရှုရဲ့ရွေးနှုတ်တော်အသွေးတော်နဲ့စေကျော်စင်ကြယ်ပေးခြင်းကိုလိုအပ်ကြောင်းဒီကျမတို့အော်တပစိတ်ထဲမှာအလင်းပေးခြင်းကိုအာယုံပြုခံစားရတယ်။အဲယေရှုရဲ့အသွေးတော်ဟာကျမတို့ရဲ့အော်တပစိတ်မှာရှိတဲ့အပြစ်တင်သောအပြစ်အတ္တအပြစ်တင်စရာဖြစ်တဲ့အပြစ်အလုံးကနေပြီးတော့ဆေးကြောပေးတာဖြစ်တယ်။အဲ့ဒီခါမှာဖခင်နဲ့ကျမတို့အကြမ်းမှရှိတဲ့မိတ္တဟာရဖွဲ့ခြင်းနဲ့ အချင်းကြားကြားအချင်းချင်းကြားမှရှိတယ်မိသားအဖွဲ့ချင်းကလည်းတည်သွားတယ်ပေါ့နော်အဲ့တော့ page 54ကနေပြီးတော့59 60 60တက်မှလည်းအဲ့ဒါတွေကိုဖတ်နိုင်ပါတယ်လို့လူရဲ့စိတ်နှလုံးကိုဖျားသခင်ဖန်ဆင်းတာကချစ်တက်ဖို့ပဲဖန်ချစ်တက်ဖို့နဲ့အချစ်ခံဖို့ပဲဖန်ဆင်းထားတာဖြစ်တယ်တဲ့အဓိကကတော့ဖျားကိုချစ်ဖို့ဖြစ်ပါတယ်လူမှတော့ချစ်ချင်းမရှိဘူးတို့ဒီစာအုပ်ထဲမှာเนาะဆရာတိန်ကပြောထားတယ်ဖျားသခင်ကချစ်ချင်းမြတ်တာဖြစ်တယ် ဖျားသခင်ရဲ့ချစ်ခြင်းကိုခံစားတဲ့သူကလည်းဖျားရဲ့ချစ်ခြင်းနဲ့ဖျားကိုကျမတို့ကပြန်ချစ်တတ်တယ်တဲ့ဖျားရဲ့ချစ်ခြင်းထဲမှာအတမရှိဘူးငါမငါမရှိဘူးတဲ့တန်ရှင်းမြင့်မြတ်တဲ့စစ်မှန်တဲ့ချစ်ခြင်းဖြစ်တယ်တဲ့တန်ရှင်းမြင့်မြတ်တဲ့ဖျားသခင်ရဲ့ချစ်ခြင်းခံရခံစားရသူကပဲဖျားသခင်ရဲ့ချစ်ခြင်းနဲ့ဖျားကိုပြန်ချစ်မှဖျားသခင်ကလက်ခံနေတဲ့ကျမတို့လူကတော့ကိုယ့်ကိုချစ်တဲ့လူကိုကိုကချစ်တယ် ကိုကိုကိုအတိမှတ်ပြုတဲ့လူကိုကိုကလည်းပြန်အတိမှတ်ပြုတယ်ကိုကိုဂယုဆိုင်တဲ့လူကိုကျမတို့ကပြန်ပြီးတော့ဂယုဆိုင်ခြင်းနဲ့ပေါ့နော်အပေးအယူရှိတာပေါ့အဲအဲ့လိုမျိုးပေါ့ဒါပေမဲ့ကျမတို့ဖျားသခင်မှာတော့ဒီလိုမျိုးမဟုတ်ဘူးအတမရှိဘူးငါမရှိဘူးအားလုံးလူတွေကြောင့်ကျမတို့ကိုဖျားသခင်ကတကယ်ပဲချစ်တယ်အဲ့လိုမျိုးချစ်တဲ့ခါမှာကျမတို့ကလည်း ဖះရဲ့ချစ်ချင်းနဲ့ပဲကျမတို့ဖះကိုပြန်ချစ်မှဖြစ်တယ်ငါငါအတပါတဲ့စိတ်တွေနဲ့ဖះကိုချစ်လို့မရဘူးတဲ့အဲ့တော့မိမိကိုယ်ကိုချစ်တဲ့သူကမိမိကိုယ်ကိုဖျက်ဆီးထိထိုက်စေတဲ့အလုံနဲ့ဥမာအစာအစာကို၎င်းကျမတို့ကတမာသတိနဲ့ရှောင်တက်လာတယ်ပေါ့နော်အဲ့တော့ကျမတို့ကကိုယ့်ကိုယ်ချစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဖျားပေးထားတဲ့ဒီခန္ဓာကိုယ်လေကျမ်းမာအောင် ကောင်းအောင် ကျမတို့ကဓမ္မသတိနဲ့ကျမတို့ကရှောင်တက်လာတယ်ကျမတို့ကကိုယ့်အကိုချစ်တာလဲဖျားတဲ့ချစ်ချင်းနဲ့ပဲကျမတို့ကကိုယ့်အကိုချစ်ဖို့လိုပါတယ်တဲ့နော်အဲ့တော့မိမိကိုယ်ကိုဖျားသခင်ရဲ့ချစ်ချင်းနဲ့ချစ်တယ်လို့သူတပားကိုလည်းတဲ့ဖျားသခင်ရဲ့အတ္တကင်းနဲ့ချစ်ချင်းနဲ့ချစ်ဖို့လိုပါတယ်။အမ်အဲကျမတို့မှာကျမဥမာပေါ့ကျမမှာချီချီမမအပြစ်ရှိတယ်။ချီချီမမရှိတဲ့အပြစ်ကို တကယ်ပဲဖျားသခင်ကခွင့်လွှတ်တဲ့အခါမှာလေကျမကအဲ့ဖျားရဲ့ရှင်းရှင်းမြတ်တာကိုပို့ပြီးခံစားရတယ်။အပြစ်နဲတဲ့လူကတော့ဖျားသခင်ရဲ့အချက်ကိုနည်းနည်းပဲခံစားရတယ်။ဒါပေမဲ့ကျမတို့ကအပြစ်များတဲ့အခါမှာအပြစ်များတယ်အပြစ်ကြီးတယ်လူအနေနဲ့ခွင့်လွှတ်စရာအကြောင်းတွေရှိပေမဲ့လေကျမကိုဖျားကခွင့်လွှတ်တဲ့အခါမှာကျမကအဲ့ဒီဖျားကိုတကယ်ပဲဒီဖျားရဲ့ချက်ချင်းမြတ်တာကိုပို့ပြီးတော့ခံစားရတယ်။ပြီးတဲ့အခါမှာဖျားကို ဖះရဲ့ချစ်ချင်းနဲ့ပို့ပြီးတော့ချစ်တက်လာတယ်။နောက်ပြီးတော့ဟိုဒစိမ့်စိမ့်နဲ့ပေါ့နော်။အိုးငါမကောင်းဗိမဲ့လဲဖះကငါ့ကိုချစ်တယ်ဆိုပြီးတဲ့အခါမှာဖះရဲ့ချစ်ချင်းကိုကျမတို့ကအဲဆင်ခြင်ပြီးတော့အသက်တာထဲမှာအသက်ရှင်လာတယ်ပေါ့နော်။အဲ့တော့ page 131မှာကြတော့မိမိရဲ့ဝိညာဉ်တည်းရှိခရစ်တော်၌စိတ်ကိုလှည့်တည်သည့်အခါဖုံးမှုခြင်းပယ်ရှင်း ်ဖုံးအောင်ချင်းပယ်ရှင်းကတခင်ဖျားဤဘုံသရေရောင်စီလင်းသည်မိမိပေါ်ရောင်ပြန်ဟက်လာပြီးဘုံသရေတိုးပွား၍ပုံတံတန်တော်နှင့်အညီကြောင်းလဲခြင်းရှိလာမယ်တဲ့အဲ့တော့လူကလောကထဲမှာကျမတို့ page 662မှာပေါ့နော်လူကတဲ့လောကထဲမှာမွေးလာတဲ့အခါမှာကျမတို့ရဲ့ဝိညာဉ်ထဲမှာဖျားမရှိဘဲနဲ့မွေးလာတယ်တဲ့လူရဲ့စိတ်နဲ့သွေးသားကပြင်ပလောကကိုပဲအာယုံပြုတ်ပြီးတော့ဆွဲလန်း ကြတယ်အမှန်တော့လူရဲ့အာယုံ၅ပါးကဒီပြောထားတဲ့ဒီဗာလဲအမြင်ရယ်အကြားရယ်အနံ့နေအရတာရယ်အထွဋ်တွေ့ရယ်အားလုံးကကျမတို့ကကောင်းမြတ်တဲ့ဘုရားသခင်ဖန်ဆင်းထားတဲ့ကောင်းတဲ့အရာတွေကိုပဲစူးစမ်းနီးစမ်းခံစားပြုံဝေ့ပြီးတော့ဖန်ဆင်းရှင်ဘုရားကိုတဲ့တန်တဆန်ငတ်လိုစဉ်ဘုရားဘုရားသခင်က ရှိစေခြင်းနဲ့ပေါ့နော်အဲ့တော့ကျမတို့စိတ်ကကျမတို့ဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော်ဘက်ကိုလှည့်တဲ့အခါမှာတော့ကျမတို့ရဲ့ဝိညာဉ်ထဲမှာရှိတဲ့ဒေမင်းခရစ်တော်ကတဲ့ကျမတို့ရဲ့စိတ်ရှိရာဘက်ကိုမျက်နှာမူပြီးတော့လှည့်ထားတယ်ကျမတို့ရဲ့စိတ်ပေါ်နေမင်းခရစ်တော်ရဲ့ရောင်ပြန်ဟတ်လာပြီးတဲ့အခါမှာကျမတို့မှာရှိတဲ့ဖုံးအုပ်ခြင်းတွေကပယ်ရှင်းပြီးခရစ်တော်ရဲ့ဘုံအသက်တော် ရောင်ကြီးအလင်းဟာလည်းကျမတို့အပေါ်မှာရောင်ပြန်ဟတ်လာပြီးကျမတို့ဟာ ဘုံတော်ရောင်ကြီးတိုးပွားခြင်းနဲ့ဘုံတွေတိုးပွားလာမယ်ခရစ်တော်ရဲ့ပုံစံတော်နဲ့ညီပြောင်းလဲခြင်းလည်းရှိလာမှာဖြစ်တယ်တဲ့အဲ့တော့ကျမတို့ကခရစ်ဖျားဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော်ဘက်ကိုမလှည့်ဘူးအပြင်မှာရှိတဲ့ဒီအာယုံ၅ပါးပေါ့နော်အဲ့ဒါကိုပဲလှည့်ပြီးတော့လောကမဲ့ဒီအာယုံ၅ပါးကိုပဲကျမတို့ကပျော်မွေ့နေမယ်ဆိုလို့ရှိရင်ကျမတို့ကဖုံးဖို့ချင်းခံရမှာဖြစ်တယ်တန့်ရှင်ခြင်းလည်းရမှာမဟုတ်ဘူးလို့အဲ့တော့ နှစ်ကော36ကနေ18ကလေးကိုဖတ်ရှင်ပါတယ်လို့သို့တော်လဲတခင်ဖျားထံတော်တို့ပြောင်းလဲသောအခါထိုဖုံးဟုတ်ခြင်းအကြောင်းကိုပယ်ရှင်းလိုက်မည်တခင်ဖျားဟုဆိုသောဝိညာဉ်တော်တရားကိုဆိုလိုသည်တခင်ဖျား၏ဝိညာဉ်တော်တရားသည်လွတ်ချင်းချမ်းသာကိုပေးတတ်၏ငါတို့ရှိသည်မြတ်သည်မျက်နှာဖုံးကို ဖွင့်လှစ်မှန်ကိုရှိတဲ့ကဲ့သို့ တခင်ဖျား၏ဘုံအသရေတော်ကိုကြည်မြင်၍ဝိညာဉ်တော်တရား၏အရှင်သည် ရောင်ကြီးတော်ကိုလွှတ်တော်မူသည့်အတိုင်းငါတို့သည်ဘုံတွေတိုးပွား၍ပုံတံတော်နှင့်အညီပြောင်းလဲခြင်းရှိကြရှိရကြ၏တဲ့အချုပ်ကတော့ကျမတို့စိတ်နှလုံးကတခင်ဖျားထံမှာပဲ focus လုပ်နေဖို့လိုတယ်ကျမတို့ရဲ့စိတ်ကစက္ကန့်တိုင်းဝิญဉ်ဘက်ကိုပဲလှည့်နေဖို့လိုတယ်။အဲ့ဒီအခါမှာ အကျမတို့ရဲ့ဖုံးဖို့ချင်းခံရတဲ့ကျမတို့ရဲ့စိတ်နှလုံးကတခင်ဖျားထံကိုဘက်ကိုလှည့်ပြီးတဲ့အခါမှာကျမတို့ရဲ့အသက်တာကပြောင်းလဲသွားပြီးတဲ့အခါမှာပုံသဏ္ဍာန်ပြောင်းလဲပြီးတဲ့အခါမှာဖုံးဖို့ချင်းပယ်ရှင်ခြင်းကိုခံရတာဖြစ်တယ်တဲ့စိတ်နှလုံးကပြညတ်တရားစာများရဲ့ခြင်အောင်ခြင်းမှလည်းလွတ်မြောက်ရှင်ခံရတယ်ကျမတို့ကဒီတော့စိတ်နှလုံးကတခင်ဖျားမှပဲ focus လုပ်မယ်ဝိညာဉ် သခင်ဖျားရှိတဲ့သုံးပါးတပါးဖျားရှိတဲ့ဝိဉ္ဇဉ်ဘက်ကိုပဲလှည့်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့စိတ်နှလုံးကလာပြီးတော့ပညာတရားတွေကရှင်အောင်ထားတဲ့အရာကလည်းကျမတို့ကလွတ်မြောက်တယ်ဖုံးချင်းခံရတဲ့အတိညာဖုံးချင်းခံရတဲ့စိတ်နှလုံးကလည်းကျမတို့လွတ်မြောက်လာတယ်သခင်ဖျားရဲ့ဘုံတရေတော်ကိုကျမတို့ကမြင်ပြီးရောင်ပြန်ဟတ်ချင်းခံရတဲ့အခါမှာသခင်ဖျားမှာရှိတဲ့ဖြစ်ချင်းဓာတ်တော်တပါဓာတ်တဘာဝတွေအားလုံးကကျမတို့အထက်ကိုစီးဝင်လာတယ် ဒါကြောင့်ကျမတို့ဟာပုံသဏ္ဍာန်ပြောင်းလဲခြင်းခံရမယ်။သခင်ဖျားရဲ့အသက်နှစ်တာရနဲ့အတူပေါ့နော်။သခင်ဖျားရဲ့အသက်တကူအဖြစ်သခင်ရဲ့အသက်ကကျမတို့အထဲမှာထင်ရှားလာတာပေါ့နော်။အဲတော့ရှင်ပြန်ထမြောက်ခြင်းမှာရှိတဲ့အသက်အသက်ပေးသောဝိညာဉ်တော်ဖျားကိုကျမတို့အထဲကနေကျမတို့မလုံနိုင်တဲ့အရာတွေကိုကျမတို့ကလုံဆောင်ခွင့်ပေးတဲ့အခါမှာကျမတို့အထဲမှာဖျားရဲ့တဒံကပေါ်လာတယ်။ပြီးတော့ကျမတို့အထဲမှာရှိတဲ့ စ်တော်ဖရားကိုလည်းကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကလူတွေထံကိုလည်းကျမတို့မှတ်တဆင့်စီစဉ်သွားစေတယ်ပေါ့နော်အဲ့တော့ကျမတို့ထဲမှာရှိတဲ့အရာအားလုံးပါဝင်တဲ့ခရစ်တော်ကျမတို့ခရစ်တော်ကိုလည်းကျမတို့အားဖြင့်ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကရရှိသွားမှာဖြစ်တယ်အဲ့တော့ကျမတို့ကတော့ဒီမှာဆိုလို့ရှိရင်စကန်တိုင်းကျမတို့က ဖះဘက်ကိုပဲလှဲပြီးတဲ့ခါမှာဖះကကိုယ့်ကိုဘာဖြစ်စေခြင်းလဲကိုယ့်ရဲ့အော်တပတဲမှာဘာတွေညှဉ်းညူးနေလဲကိုယ့်ကိုဖះကဘလို့အသက်ရှင်စေခြင်းလဲဖះကကိုယ့်ကိုဘလို့ရယူနေလဲဆိုတဲ့ဟာတွေကိုကျမတို့ကစက္ကန့်တိုင်းဆင်ခြင်ဖို့ပေါ်တော့နော်လူတာပေါ့ဒါပေမဲ့လူဖြစ်တဲ့အခါမှာကျမတို့ကဒီသွေးသားရှိတဲ့အတွက်ကြောင့်ကျမတို့ကအပုတ်ကထရတယ်ပေါ့နော်ဆရာပြောသလို အသေးကောင်ကထတယ်မသားကောင်ထတယ်လို့ပေါ့နော်နန်နာပေါ့နန်နာပေါ့အပုတ်ကိုကထလိုက်တာနဲ့နန်မီလေးနော်အဲ့တော့ကျမတို့ကကျမတို့ကအမြဲတမ်းကျမတို့ရဲ့ငါဆိုရဲဟာအမြဲတမ်းနေတိုင်းစကန်တိုင်းတည်ပြီးတဲ့ခါမှာဖျားဘက်ကိုလှဲပြီးတဲ့ခါမှာဖျားသဘောတဘာဘာနဲ့သွားဖို့လိုတယ်ဒါပေမဲ့အခုပြောလို့အဲအမ်ကျမအရန်6ပြက်ကင်းတဲလဲစင်မဟုတ်ဘူးဒါပေမဲ့ကျမတို့တွေအရောက်စီတိုင်းဟာစကန်တိုင်းပေါ့နော်ဖျားကိုပဲ ထက်တွဲပြီးတဲ့အခါမှာအသက်တာထဲမှာသွားဖို့လိုပါတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်မအဲစီစဉ်ပါတယ်